ငရင်လှုပ်တယ်ဆိုတာအကြောင်းရှင်မျိုးရှိတယ်ဆိုတော့အခုဘာကြောင့်လှုပ်တယ်လို့မြတ်စွာဘုရားကရှင်းမပြောဘူးသို့တော့ရှင်အနန္ဒာသဘော ပေါက်လိုက်တာတော့ဘုရားအခုချိန်မှာဒီဖွာတော်မူတာလည်းမဟုတ်ဘူးတရေခတာလည်းမဟုတ်ဘူးဖွာတော်မူတာလည်းမဟုတ်ဘူးဘုရားဖြစ်တာလည်းမဟုတ်ဘူးတဝဲဆက်ကြာတရားဟောတာလည်းမဟုတ်ဘူးခုချိန်မှာတော့အာယုသင်္ခါရလွတ်တာဖြစ်ရမယ်ဆိုတော့ရှင်အနန္ဒာသဘောပေါက်သွားပြီနော်သဘောပေါက်သွားတယ်အေး တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓဟာလောကသားတွေအတွက်ကြိုးပမ်းဆောင်ရွက်တော်မူတာသူ့ရဲ့ဘဝဖြစ်စဉ်မှာအခုအခုလိုထူးခြားချက်တွေနဲ့ပြည့်ဝပြီးမြတ်စွာဘုရားဟာလောကသားတွေအတွက်အကျိုးဖြစ်အောင်စွန်းစွန်းတမန်ဆောင်ရွက်တော်မူခဲ့တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတို့တွေဟာလိုက်နာကျင့်သုံးသိကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတို့ဘုံမှာအကျဉ်းနာတရားနဲ့ ပညာတရားဖြင့် ဆုံးမခဲ့တဲ့ဆုံးမချက်တွေတို့တွေမလိုက်နာဘူးဆိုလို့ရှိရင်တို့ရဲ့ချွေးင်းချက်များတာဖြစ်တယ်။ရသော်ဘုရားရဲ့ဆုံးမကိုတို့တွေကြိုးစားပြီးတော့လိုက်နာကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းလိုက်နာ ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။